မင်္ဂလာမနက်ခင်းပါရှင်။နိုဝင်ဘာလ25ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရထုံးလေးတင်ဆက်ပေးပါမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ရန်ကုန်နေပြည်တော်မန္တလေးလမ်းပိုင်းရထားလက်မှတ်တွေကို9ရက်အလိုကနေစပြီးကြိုတင်ဖို့ကင်းပြုလုပ်နိုင်ပြီ။မြေသိအွန်လိုင်းပေးမနဲ့မဆို MMQR ကုန်းနဲ့ငွေပေးချေနိုင်တယ်ဆိုတဲ့သတင်း။ထိုင်းနိုင်ငံမှာဖမ်းဆီးခံရတဲ့မြန်မာလူသမားတွေကိုတရားဝင်ပြန်လည်လွှဲပြောင်းပေးတာတွေဆောင်ရွက်ရာ အော်တိုဘာလအတွင်းမြန်မာအလို့သမား62ဦးကိုပြန်လည်လက်ခံခဲ့ရတဲ့ဆိုတဲ့တင်အာဂရီလိုင်ဆောင်မှုအရှုပ်တော်ပုံကြောင့်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကကာကွယ်ရေးကဏ္ဍကိုငွေကြေးစည်းရင်းတွေစစ်ဆေးဖို့အမိန့်ထုတ်ပြန်ခဲ့တဲ့တင်အစားစာနဲ့ဈေးဝပြက်လက်နေတဲ့ကျူပါမှာစစ်တုပ်ကွေရောဂါကူးစက်ပြန့်နှံ့နေတဲ့ဆိုတဲ့တင်နဲ့လီမွန်ဒေါစကီဟာ နောက်ဆုံးစေစုနှစ်ရဲ့အကောင်းဆုံးတိုက်စင်မှုလို့ဟန်စီဖလက်ချီးကျူးခဲ့တဲ့တဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဥဆောင်သတင်းတပုတ်အနေနဲ့ရန်ကုန်နေပြည်တော်မန္တလေးလမ်းပိုင်းရထားလက်မှတ်တွေကို9ရက်အလိုကနေစပြီးကြိုတင်ပို့ခင်ပြုလုပ်နိုင်ပြီးမြေသစ်အွန်လိုင်းပေးမန့်နဲ့မဆို MNQR ကုန်းနဲ့ငွေပေးချေနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ရန်ကုန်နေပြည်တော်မန္တလေးလမ်းပိုင်းရထားလက်မှတ်တွေကို9ရက်အလိုကနေစပြီးကြိုတင်ပို့ခင်ပြုလုပ်နိုင်ပြီ ညီသည့် online payment နဲ့မဆို MNQR code နဲ့ငွေပေးချေနိုင်တယ်လို့သိရပါဗျ။ရန်ကုန်နေပြည်တော်မန္တလေးလမ်းပိုင်းအတွင်းပြေးဆွင့်လျက်ရှိတဲ့အမှတ်9အစံ8အစုံအမှတ်37အစံ32အစုံ DEMU ရထားတွေနဲ့အမှတ်29အစံ28အစုံ RB ရထားတွေနဲ့စီးနှင်းလိုက်ပါလို့တဲ့ခီးသွားပြည်သူတွေအနေနဲ့မိမိတို့စီးနှင်းလိုက်ပါလို့တဲ့ခီးစဉ်တွေအလိုက်ရထားလက်မှတ်တွေကိုအဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေးအတွက်မိမိစတင်ခီးသွားရောက်လို့တဲ့ခီးသွားမဲ့နေ့ရက်မတိုင်မီ9ရက်အလိုကစပြီး ကြိုတင်မှတ်ပုံတင်ခြင်းဖိုကင်ပြုလုပ်နိုင်တယ်လို့သိရပါတယ်။ခီးသွားမဲ့သူကသက်ဆိုင်ရာတယ်လီဖုန်းအမှတ်ကိုဖုန်းဆက်သွင်းရရှိတဲ့အခါဖုန်းလက်ခံနဲ့မြေထားဝန်ထမ်းကခီးသွားမဲ့သူရဲ့အမည်နိုင်ငံသားစီစီရေးကအမှတ်ရထားစင်းင်းလိုက်ပါလို့တဲ့နေရက်ခရီးစဉ်ရထားအမှတ်နဲ့တွဲအတန်းအစားစတဲ့အချက်လက်တွေကိုမြင်းမြန်းပြီးမှတ်တမ်းတင်ထားရှိမယ်လို့သိရပါတယ်။အဲနောက်ခီးသွားမဲ့နေရက်မတိုင်မီ၃ရက်အလိုမှာအဆိုပါဖုန်းနံပါတ်ကိုထပ်မံဆက်သွယ်ရမှာဖြစ်ပြီးဖုန်းလက်ခံနဲ့မြေရထားဝန်ထမ်းကခီးသွားမဲ့သူရဲ့ခရီးစဉ်အတိုင်း ထိုင်ကုန်နေရာလစ်လက်မှုရှိပါကခီးသွားမဲ့သူထံဖိုင်ဘာကနေတဆင့်လက်မှတ်ကြားသိငွေပမာဏနဲ့ MNQR code ပေးပို့မှာဖြစ်ကြောင်းခီးသွားမဲ့သူကဘလို့ online payment အမျိုးအစားနဲ့မဆို MNQR နဲ့ငွေပေးချေနိုင်ပြီးမိရထားဝန်ထမ်းနဲ့ဆက်သွယ်မှုပြုလုပ်ပြီးတာကနေတနအီအတွင်းငွေပေးပြီးငွေပေးသွင်းပြီးကြောင်းအထောက်အထားကို screenshot ပြုလုပ်ပြီးဖုန်းလက်ခံနဲ့မိရထားဝန်ထမ်းရဲ့သက်ဆိုင်ရာဖုန်း Fiber အမှတ်ကိုပြန်လည်ပေးပို့ရမှာဖြစ်ကြောင်း မြရထားဝန်ထမ်းကငွေပေးသွင်းပြီးကြောင်းအထောက်ထားရရှိပါကခီးသွောမဲ့သူထံစင်းနစ်လိုက်ပါရမဲ့ခီးစဉ်အတိုင်းတွဲထိုင်ကုန်နံပါတ်တွေကိုပြန်လည်ပေးပို့မှာဖြစ်ကြောင်းခီးသွောမဲ့သူဟာသက်ဆိုင်ရာယထာစင်းနစ်မဲ့ဘူရာကိုယထာမထွက်မီတနအီအလိုကြိုတင်လာရောက်ပြီးဘူရာလက်မှတ်ယုံမှာငွေပေးသွင်းပြီးကြောင်းအထောက်ထားပြသပြီးယထာလက်မှတ်ကိုတောင်းခံထုတ်ယူရမှာဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ ထိုင်းနိုင်ငံမှာဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားတွေကိုတင်ဝင်ပြန်လည်လွှဲပြောင်းပေးတာတွေဆောင်ရွက်ရာအော်တိုဘာလအတွင်းမြန်မာအလုပ်သမား62ဦးကိုပြန်လည်လက်ခံခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားတွေကိုတင်ဝင်ပြန်လည်လွှဲပြောင်းပေးခဲ့ရာအော်တိုဘာလအတွင်းမြန်မာနိုင်ငံသား62ဦးကိုပြန်လည်လက်ခံခဲ့တယ်လို့သိရပါတယ်။ အမေရိကန်အစိုးရရဲ့2024ခုနှစ်လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအစီရင်ခံစာပါအကြံပြုချက်တွေနဲ့ဆက်လင်းပြီး2025ခုနှစ်အောက်တိုဘာလအတွင်းအောက်ထည်ဖို့ဆောင်ရွက်နေမှုအခြေအနေကိုအလုသမားဝင်ကြီးဌာနကထုတ်ပြန်ရမှာထည့်သွင်းထုတ်ပြန်ခဲ့တာပါထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံရတဲ့မြန်မာအလုသမားတွေကိုတင်ဝင်ပြန်လည်လွှဲပြောင်းပေးတာကိုသက်ဆိုင်ရာနယ်စပ်ကိတ်တွေမှာကော်မတီတွေဖွဲ့စည်းပြီးပြန်လည်ကြိုးစိုးလက်ခံလေးရရှိရာ 2025ခုနှစ်အောက်တိုဘာလအတွင်းအမျိုးသား83နဲ့အမျိုးသမီးကိုအူစုစုပေါင်း92ဦးကိုပြန်လည်လက်ခံခဲ့တယ်လို့သိရပါတယ်။အောက်ကနေလိုက်ဆောင်မှုအရှုံးတော်ပုံကြောင့်ယူကရိန်းသမ္မတဗိုလ်ဒီမာဇလန်စကီကကာကွယ်ရေးကဏ္ဍကိုငွေကြေးစည်းရင်းတွေဆစ်ဆေးဖို့အမိန့်ထုတ်ပြန်ခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ။ယူကရိန်းရဲ့စွန့်ရင်ကဏ္ဍမှာအောက်ကနေလိုက်ဆောင်မှုအရှုံးတော်ပုံကိုဖော်ထုတ်နိုင်ခဲ့ပြီးတဲ့နောက်နိုင်ငံရဲ့ကြီးမားတဲ့ကာကွယ်ရေးကဏ္ဍကိုငွေကြေးစည်းရင်းတွေဆစ်ဆေးဖို့ ယူကရိန်းသမ္မတဗိုလ်ဒီမာဇယ်လန်စကီကနိုဝင်ဘာ22ရက်မှာအမိန့်ထုတ်ပြန်ခဲ့ပါတယ်။အဂတိလိုက်စားမှုစုံစမ်းစစ်ဆေးမှုတွေဟာစွန့်ရင်ကဏ္ဍနဲ့အများဆုံးသက်ဆိုင်နေတဲ့တိုင်အောင်နှင်းစစ်ထားလိုင်းတွေကိုကာကွယ်ရေးအတွက် contract တွေပေးရမှာလိန်ညာမှုတွေကိုဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ဒီလင်းစစ်ထားလိုင်းတွေဟာရုရှားရဲ့ပုံကျဲတိုက်ခိုက်မှုကိုစက်တိုက်ခံနေရတဲ့အခြေခံအဆောက်အုံတွေဖြစ်ပါတယ်။ နိုင်ငံပိုင်ကာကွယ်ရေးကုမ္ပဏီတွေနဲ့သက်ဆိုင်ရာ contract တွေကိုအပြည့်အဝအစည်းအဝေးသုံးသပ်မှုနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။စီကံချိုးဖောက်မှုတွေကိုဖော်ထုတ်နိုင်ခဲ့တဲ့လေးလာတွေးရှိချက်တွေကိုတရားဥပဒေစိုးမိုးရေးနဲ့အာဂရိလိုက်စားမှုတပ်ဖြည့်ရေးအေဂျင်စီတွေစီပေးပို့သွားမှာဖြစ်ပါတယ်လို့ Zelensky ကလူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်အတွင်းဒေါ်လာတန်တရာတန်မှုရှိတဲ့ အာဂရီလိုင်းဆောင်မှုနဲ့ပတ်သက်ပြီးအထူးကတန်ရာရှိသူနှစ်ဦးဖြစ်တဲ့တီမာမင်ဒစ်နဲ့အိုလန်ဇန်ဒါဆူကာမန်တို့ကိုယူကရိန်းရဲ့ဖမ်းဆီးဖို့အလို့ရှိသူတွေစီရင်မှထည့်သွင်းထားတယ်လို့ယူကရိန်းပြည်ထောင်စုဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။လက်ရှိမှာအဆိုပါတန်ရာရှိသူနှုတ်စလုံးထွက်ပြေးလွတ်မြောက်နေရလို့ယူဆခံထားရပါတယ်။ဒါဟာပြီးခဲ့တဲ့သတင်းပတ်ကအာဂရီလိုင်းဆောင်မှုအရှုပ်တော်ပုံကိုဖော်ထုတ်သိရှိခဲ့ကြောင်းကြေညာခဲ့ပြီးတဲ့နောက်စွန့်ရင်ကဏ္ဍအပေါ်ဆစ်ဆက်ဆက်စီးစစ်နေတဲ့စုံစမ်းစစ်ဆေးမှုတွေမှာကာကွယ်ရေးကဏ္ဍကိုပါထက်မှန်ထည့်သွင်းလာတာဖြစ်ပါတယ်။ ထပ်မံပြီးအစားအစာနဲ့စေဝါပြက်လက်နေတဲ့ကျူဝါမှာစင်တုပ်ကွေရောဂါကူးစက်ပြန့်နှံ့နေရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျူဝါနိုင်ငံဟာဆယ်စုနှစ်တွေအတွင်း၎င်းရဲ့အစိုးရဆုံးစေဝါရေးအတက်အတဲတန်ရှင်းသောတောက်သုံးရေးအစားအစာနောင်စာစီနဲ့စေဝါပြက်လက်မှုတွေတုံ့တွေ့နေခြင်းစင်တုပ်ကွေလို့ခေါ်တဲ့ခြေကန်ကညာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့တုပ်ကွေရောဂါကူးစက်မှုနဲ့ရင်ဆိုင်နေရတယ်လို့သိရပါဗျ။ဒေသခံတွေဟာအစားအသောက်အနေငယ်ဒါမှမဟုတ်အဖျားနဲ့ အစင်းမြင့်နိုင်ခြင်းမို့ကိုတက်တာစီဖို့အခြေခံဈေးဝရီနဲ့ယောဂကိုကြုံလွားဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိဖြစ်နေရလို့သိရပါဗျ။ တကူလုံးနာကျင်ခိုက်ခဲနေပါတယ်လမ်းအောင်လျှောက်လို့မရဘူးလို့ဟာဗာနာမြို့ဟောင်းမှာရှိတဲ့အသက်82နှစ်အရွယ်မျိုးသားတကူကပြောပါရယ်စင်တုံွယ်ဗိုင်းရပ်စ်ဟာဇွန်လကကျူးပါအနောက်ပိုင်းမာတန်ဇက်ပြည်နယ်မှာပထမဆုံးကူးစက်ခဲ့ပေမဲ့လက်ရှိမှာပြည်နယ်15ခုစလုံးမှာကူးစက်ပြန့်နှံ့နေပြီဖြစ်ပါတယ်။ဒါပြင်ကျူးပါနိုင်ငံမှာစင်တုပ်ကွေးလိုမျိုးခြင်ကနေတဆင့်ကူးစက်ဖြစ်ပေါ်တဲ့ယောဂရီဖြစ်တဲ့သွင်းလွန်တုပ်ကွေးနဲ့အော်ရိုပိုချီယောဂကူးစက်မှုတွေလည်းဖြစ်ပေါ်နေပါတယ်။ ီမှာရှိတဲ့လူတိုင်းကဆင်တုပ်ကွေရောဂါကိုဆက်ခံနေရပါတယ်လို့အသက်84နှစ်အရွယ်အီဗာခရစ်တီနာကွီယိုကာကဟာဗာနာမြို့မှာရှိတဲ့၎င်းရဲ့နေအိမ်ပြင်ပမှာပြောကြားခဲ့ပါတယ်။အခုတရင်ပတ်တစ်ပတ်အတွင်းမှာပဲကျူဘားနိုင်ငံသား4,800ကျော်ဆင်တုပ်ကွေကူးစက်ဖြစ်ပွားခဲ့ပြီးလွန်ခဲ့တဲ့တရင်ပတ်ကကူးစက်ခံရသူအရေအတွက်ထက်နှစ်ဆကျော် ရှိတယ်လို့ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ကူးစက်ရောဂါဆိုင်ရာအကြီးအကဲ Francisco Duran ကဆိုပါတယ်။ လက်တလုံးသတင်းပတ်တွေအတွင်ကျူပါနိုင်ငံသား၃ဘုံ၃ဘုံနေပါဟာစင်တုတ်ကွေဒါမှမဟုတ်သွင်းလွတ်တုတ်ကွေရောဂါကူးစက်ခံခဲ့ရကြောင်းလွန်ခဲ့တဲ့သတင်းပတ်ကပြောပြခဲ့ပါတယ်။နောက်ဆုံးသတင်းဒီဘုံအနေနဲ့အားကစားသတင်းဒီဘုံကိုတင်ဆက်ပေးမှာပါ။လီဝန်ဒေါစကီဟာနောက်ဆုံးဆယ်စုနှစ်ရဲ့အကောင်းဆုံးတိုက်ဆင်မှုလို့ဟန်စီဖလစ်ချီးကျူးခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ဘာစီလိုနာနီးပြဟန်စီဖလစ်ကပိုလန်တိုက်ဆင်မှုလီဝန်ဒေါစကီဟာနောက်ဆုံးဆယ်စုနှစ်ရဲ့အကောင်းဆုံးတိုက်ဆင်မှုဖြစ်တယ်လို့ချီးကျူးပြောကြားခဲ့ပါတယ်။ ။ဘီဘောအသင်းကိုလေကိုပြက်နဲ့အနိုင်ရတဲ့လာလီကာပွဲစဉ်မှာလီဝန်ဒေါစကီကအဖွင့်ကိုသွင်းယူပေးခဲ့ပြီးပွဲပြီးမှာဟန်စီဖလစ်ကလီဝန်ဒေါစကီကိုချီးကျူးခဲ့တာဖြစ်ပါတယ်။ကျွန်တော်မြင်မှာတော့လီဝန်ဒေါစကီဟာနောက်ဆုံးစီဇန်နေ့ရဲ့အကောင်းဆုံးတိုက်စစ်မှုပါပဲလို့ဟန်စီဖလစ်ကပြောကြားခဲ့တာပါ။ဟန်စီဖလစ်ဟာလီဝန်ဒေါစကီနဲ့ဘိုင်ယန်မြူနစ်မှာရောဘာစီလိုနာမှာပါလက်တွဲခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာလီဝန်ဒေါစကီအနေနဲ့ဘာစီလိုနာအသင်းမှာဆက်ရှိဖို့မသေးကြကြောင်းသတင်းထွက်နေတဲ့အတွက်အခုလိုပြောကြားခဲ့တာလည်းဖြစ်နိုင်ပါတယ်။ လီဝန်ဒေါစကီဟာအသက်38နှစ်ရှိပြီဖြစ်ပေမဲ့သွင်းကိုရီနဲ့အတူခြေစွမ်းပြနေဆဲဖြစ်ပြီးဘာစီလိုနာအသင်းအတွက်ပြိုင်ပွဲဆုံး160မှာ109ဂိုးသွင်းယူပေးထားပါတယ်။လီဝန်ဒေါစကီကတော့နူကန့်ကွင်းသစ်မှာပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးကိုအမြင်အမှတ်ရနိုင်မယ်လို့ပြောကြားခဲ့ပါတယ်။နိုဝင်ဘာလ25ရက်နေ့မနက်ခင်းသတင်းတွေကိုတရရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်